အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့တစ်ခေါက်ကမြန်မာဘလာဒါပရိုမိုးရှင်းအေရီယာမှာဂျဲပါတဲ့ MG ရဲ့ပွဲတစ်ခုမှာထောင်ပေးမဲ့20%ရတော့လူတွေတော်တော်များများစိတ်ဝင်စားကြတယ်အဲ့ဒီပွဲမှာလည်းကားတော်တော်များများရောင်းလိုက်ရတယ်ပြီးတော့ဒီဂျားထဲမှာ20%ထောင်ပေးမဲ့ပေးလို့ရတဲ့ program အသိမရှိခဲ့ဘူးအခုမြန်မာဘလာဒါပရိုမိုးရှင်းအေရီယာမှာ3ရက်နေရနေပြီးတော့6ရက်နေ10,025အထိမှာ MG ကားတွေအကုန်လုံးကိုရွှေဖမ်းနဲ့ချိတ်ဆက်ပြီးတော့ဒေါင်းပေးမဲ့20%ပဲပေးပြီးတော့ကျန်တာကို၄နှစ်ထိအရေးကြဝယ်ယူလို့ရတဲ့ program ရှိပါအဲ့ဒါကိုဒီဗီဒီယိုထဲမှာပြောပြမယ်အခုဘယ်ကားတွေဝယ်လို့ရလဲဆိုတာပါတခါလေးပြောပြအခုကျွန်တော်ဘေးမှာရှိနေတဲ့ကားတော့ MG ရဲ့နောက်ဆုံးထွက်ထားတဲ့ S5 Long Range ကားလေးပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုရင်64 kWh ရှိတယ်ဘောရာကပ္ပစတီကိုပြောပါဆိုရင်190 kW ဖြစ်ပြီးတော့ railway drive ဖြစ်တယ်ဒီကားလေးကတော်တော်လေး ဘောင်းလုံးကောင်းတဲ့ကားလေးတစ်စီးလို့လည်းပြောလို့ရတယ် range ကိုပြောပါဆိုရင် WLTP မှာဆိုရင်480 km ထိသွားလို့ရတယ်လို့ဆိုတာတယ်မျိုးရင်းသုံးသုံးမျိုးပြင်းသုံးသုံး40ပဲဆန်ဆန်ဘောင်းကြောင့်သူက railway drive ဖြစ်တာ railway drive ဖြစ်တော့ဗျာမောင်းရတဲ့ feel ကွာတယ်ဗျာကျွန်တော်အရင်တော့သိမ့်မကွာဘူးထင်တာတကယ် front wheel မောင်းကြည့်လိုက် railway မောင်းကြည့်လိုက်ဆိုတဲ့အချိန်ကျရင်တော့တော်တော်လေးကွာတာကိုသိရတယ်နောက်မှဆိုရင်ပစ္စည်းတွေပိုင်းလည်းအများကြီးထည့်လို့ရတယ်နောက်မှ golf 8တွေပိုင်းလည်းထည့်လို့ရတဲ့ကားတစ်စီးဖြစ်တယ်ဒီကားကိုအခုဒီပွဲထဲမှာသာဝယ်ရဆိုလို့ရှိရင်ကျွန်တော်ခုနပြောရတဲ့ down payment 20%ပဲပေးရမှာဆိုတော့ ဝေးအပူထွက်တယ်ကြာဝေးအပူထွက်တော့ကျန်တဲ့လုပ်ငန်းတွေပါတိုးချဲ့ပြီးလုပ်ခိုင်းမယ်ဆိုရင်လည်းလုပ်လို့ရတယ်โอเคအဲ့တော့ဒါက long range ဖြစ်တယ်ပြီးရင် standard range ရှိပြီခေါက်ပါတော့ကြည့်အောင်ဒါကတော့ MGS5 ရဲ့ standard range ပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုရင်49 kWh ရှိတယ်မော်တော် capacity ကိုပြောပါဆိုရင်125 kWh ရှိတယ် rear wheel drive ဖြစ် range ကိုပြောပါဆိုရင် WLTP မှာ340 km ထိသွားလို့ရတဲ့ကားဖြစ်တယ် BMW ကားတွေအကုန်လုံးရဲ့ range သတ်မှတ်ချက်က WLTP နဲ့ပဲသတ်မှတ်ထားတာဖြစ်တဲ့အတွက်သူတို့ပြောတဲ့ range ကိုနီးနီးဆက်ဆက်သွားလို့ရတယ်ကျွန်တော်ရဲ့ MG4 MG4 ဆိုလည်း battery capacity က64 kWh ရှိတယ် motor capacity ကိုပြောမှဆိုတော့150 kW ရှိပြီး range ကိုပြောမှဆိုလို့ရှိရင်လည်း450 km နိမ့်နိမ့်ဆက်ဆက်သွားလို့ရအရင်ရော့သွားတာမျိုးကျွန်တော်ဒီနေ့အထိမကြုံသေးဘူးကျွန်တော် ကားဆိုရင် battery SOH က အ96 99ရာခိုင်နှုန်းဖြစ်နေသည့်တိုင်အောင်တော့ရန်ကုန်နေပြည်တော်ကိုအာမသွင်းမဲနဲ့သွားလို့ရပါတယ်။ဒါတွေကတော့ MG အပိုင်းနေဖြစ်ပြီးဟိုဘက်မေးမှာ MPV တစ်စီးလေးတွေ့လာတယ်။သွားကြည့်အောင် ပြီးရတဲ့ပွဲကရောအခုဒီပွဲထဲမှာရောလူတော်တော်များများစိတ်ဝင်စားခြင်းခံရတဲ့ကားစီးကတော့ Max X ရဲ့ B49 ပဲဖြစ်ပါတယ်ဒီကားကလည်း SNC Motor အောက်ကနေပြီးတော့ထုတ်လုပ်ထားပြီးတော့တကယ် Luxury MPV တစ်စီးဖြစ်တယ်ပြီးရတဲ့ပွဲတော့ဆိုရင်ကားတော်တော်လေးရောင်းလိုက်ရတယ်လို့ကျွန်တော်သိပါတယ်အခုဒီပွဲထဲမှာဆိုလို့ရှိရင်လည်း Exclusive Offer Limited Unit ပဲနော်ဒီလိုမျိုးဟို Limited Stock ပဲရှိတော့တယ်လို့ဆိုလို့ချင်တာကဒီကားဒီကားကလည်းခုံသုံးတန်းနဲ့တော်တော်အတွင်းကန်းနေရောဘာလို့တော်တော် Luxury ဖြစ်တယ်ဒီကားရဲ့ Battery Capacity ကိုပြောပါဆိုရင်60 kWh ရှိပြီးတော့ Motor Capacity ကိုပြောပါဆိုရင်180 kW ဖြစ်တယ် Range အားဖြင့် ောမယ်ဆိုရင်965ကီလိုမီတာထိသွားလို့ရတယ် MPV Luxury EV တစ်စီးပဲဖြစ်ပါတယ်ဒီကားကိုဒီပွဲထဲမှာဝယ်ဆိုရင်ဒေါင်းပေးမဲ့20%ပဲပေးရမှာဖြစ်ပြီးတော့ကျန်တဲ့ငွေအကုန်လုံးကိုနေနေဒီရွှေပန်းနဲ့ချိတ်ဆက်ပြီးတော့အရေးကြပေးချိန်လို့ရပါတယ်โอเคအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြဒီဗီဒီယိုရဲ့အနည်းချုပ်ကိုပြောရမယ်ဆိုတဲ့အချိန်မှာ MG နဲ့ကျွန်တော်အကြောင်းကတော့တိတ်အများကြီးပြောစရာမလိုတော့ဘူးကျွန်တော် MG4 ကဒီနေ့ထိစီးနေတော့မယ့်ကီလို9000ခွဲရှိပြီ range ကိုပြောမယ်ဆိုလဲကျသွားခြင်းမျိုးမရှိသေးဘူးဒီကားနဲ့လည်းကျွန်တော်ခီးသွားဖို့ကျွန်တော်စူးစမ်းနေတယ် ဆယ်ရက်လောက်ကြာမြန်မာတနိုင်ငံလုံးသွားလို့ရတဲ့နေရာအကုန်လုံးကိုကျွန်တော်သွားဖို့အတွက်ကျွန်တော်စီစဉ်နေရာလေးရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် NG4 ကိုစီးလာတာနှစ်နှစ်ခွဲလောက်ရှိသွားပြီ။နှစ်နှစ်ခွဲလောက်ကာလအတွင်းမှာသူ့ရဲ့ car performance ကကျသွားပြီလား။ခြေနေတွေဘယ်လိုရှိလဲ SOH ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်သိချင်တာတဲ့အတွက်ကြီးတွေသွားကြည့်အောင်ပါပါ။အဲ့ဒါကတပိုင်းပေါ့။ ပြီးရတဲ့ခေါက်မှတ်မိသေးတယ် MD ရဲ့ဒါ privilege လောက်ခဲမှာကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုရှိတယ်အဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လူတော်တော်များများ donate မေးနေကြတော့မယ်20% down payment နဲ့ဝယ်သူကြလာရလားဆိုတော့တစ်ခါလေကြရင်ကျွန်တော် promotion ရှိတဲ့အချိန်လောက်ပဲ20% down payment ကပေးလို့ရတယ်အခုချိန်ဒီမှာဆိုကျွန်တော်ပေးလို့မရအောင်အဲ့တော့အခုဒီ promotion ပေးနေတယ်အခု3ရက်10လ2025ကနေပြီးတော့6ရက်10လ2025အထိ4ရက်တိတိမြန်မာဘရာသာ promotion area မှာဆိုအခု MG ကျွန်တော်ပြောရတဲ့ကားတွေအကုန်လုံး MG4 MGS5 Maxx ပြီးပါ9။ဒီကားတွေအကုန်လုံးကို20%နဲ့ဒေါင်းပေးမှန်းပေးပြီးတော့ကျန်တဲ့80ရာခိုင်နှုန်းကိုရွှေဘန်းနဲ့ချိတ်ဆက်ပြီးတော့ ASD 4နှစ်အထိအရေးကြပေးချေလို့ရတာဖြစ်တဲ့အတွက် NGEV ကားတွေကိုဝယ်ယူပိုင်ဆိုင်ခြင်းနဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒီချိန်ကစဉ်းစားဖို့အခွင့်အရေးကောင်းပါပဲ။အခွင့်အရေးလေးရှိတော့ပြန်ပြန်လေးလာပြီးတော့ဝယ်ယူဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ကျွန်တော်ကတော့သိတော့